ြစည်းမပြည်သက်များအလုံးမဲ့မင်္ဂလာပါဧပြီလ23ရက်နေ့ည9:00နာရီတမြစည်းမ Prime Time မြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်ခမ်းပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ငလျင်ဘေးမှာအိမ်မပြိုမီတာမပြတ်သူတွေမီတာကပေးရမယ်လို့ MSC ပြောတဲ့သတင်း VOA RFA နဲ့ MBN ကဝန်ထမ်းအားလုံးကိုအလုပ်ပြန်ခံဖို့ Federal တရားသူကြီးတူဦးက American ဆိုရာကိုညွှန်ကြားတဲ့သတင်း ရန်ကုန်မင်္ဂလာတောင်ညွတ်မှာတက်ကြီးအမျိုးသမီးကိုတတ်ဖြတ်ပြီးရွှေတဲ့ပစ္စည်းတွေလူရက်သွားတဲ့အကြောင်းနဲ့လက်ပန်းကျနေပြီလို့ Elon Musk State စိတ်ဝန်ခံတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ငလျင်ဘေးမှာအိမ်မပြိုမီတာမပြတ်သူတွေတအားတုံးဆွဲတဲ့အတွက် မီတာကပေးရမယ်လို့ MSC ပြောတဲ့သတင်းနဲ့စားလဲအောင်ပါ ငလျင်ဘေးမှာတိုက်ပြိုတိုက်ပြီးပျက်စီးသွားတဲ့မီတာတွေကိုသုံးဆွဲယူနစ်တွေကောက်မရတော့ပေမဲ့အိမ်မပြိုမီတာမပြတ်သူတွေမီတာကပေးဆောင်ရမယ်လို့စစ်ကောင်စီရဲ့မန္တလေးလျှက်စစ်တာအပီကော်ပိုရေးရှင်း MBSC ဥက္ကဋ္ဌဦးတင်အောင်ကဧပြီလ22ရက်နေ့မှာစစ်ကောင်စီဝါဒဖြန့်မြမအတန်ကနေပြောဆိုထားပါဗျာ။ မန္တလေးမှာငလင်တန်တဲ့ဧရိယာတွေကအိမ်မပြိုမီတာမပြတ်သူတွေကိုဓာအားဆက်လက်ပေးထားပြီးမီးသုံးဆွဲသူတွေအနေနဲ့လည်းဆက်လက်သုံးဆွဲနေတာကြောင့်ပုံမှန်ဓာအားကပေးဆောင်တဲ့အတိုင်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဥတည်အောင်ကပြောပါတယ်အင်အားပြင်းငလင်ကြောင့်မန္တလေးတိုင်းတွင်တက်ဆင်ထားတဲ့မိသားအလုံးရေ12သိန်းခန့်မှာငလင်ကြောင့်တိုက်ပြိုတိုက်ပြီးပျက်စီးသွားတဲ့မိသားအလုံးရေ6000ကျော်ရှိတယ်လို့ MBS စီစဉ်ရာတရားဝါရယ် ပျက်စီးသွားတဲ့မီတာ6000ကျော်နဲ့ပတ်သက်လို့ငလင်မလုတ်ခင်အထိတုံးဆွဲထားတဲ့ unit တွေကိုစီးရင်ကောက်မရတော့တဲ့အတွက်အပျက်စီးစီးရင်ကိုသာမှတ်ထားနိုင်သေးပြီးလက်တလုံးမှာမီတာကကောက်ခံတာမရှိပေမဲ့မီတာကဘေးထွက်တာလည်းမရှိဘူးလို့ဥတည်အောင်ကဆိုပါတယ်အဲ့ဒီမီတာ6000ကျော်နဲ့ပတ်သက်လို့လက်ရှိမှာမီးလည်းမပေးပဲရပ်ဆိုင်ထားပြီးမီတာကလည်းမကောက်ဘူးလို့ဆိုပေမဲ့နောက်ပိုင်းဘယ်လိုဆောင်ရွက်မယ်ဆိုတာကိုတော့ပြောဆိုထားတာမရှိပါဘူး။ ငလင်တန်တဲ့ဧရိယာမှာရှိတဲ့ကြံမီတာတွေကိုတော့အခုလမှမီတာမဖတ်နိုင်တဲ့အတွက်မေလပထမပတ်မှာနှစ်လစာပေါင်းဖတ်မယ်လို့သူကဆိုပါရယ်။ပြီးခဲ့တဲ့ဧပြီလ22ရက်နေ့ကလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့တဲ့စစ်ကောင်စီရဲ့အတိပေးကြေညာချက်တစောင်းမှာငလင်ကြောင့်ပျက်စီးမှုမရှိတဲ့အတွက်မီတာဖတ်ရှုနိုင်တဲ့မီသုံးဆွဲသူတွေအနေနဲ့မတ်လအတွက်မီတာပေးရရှိရင်တတ်မှတ်ရအတိုင်းပေးဆောင်ဖို့ပျက်စီးမှုရှိတဲ့အဆောက်အဦတွေမှာ မတ်လအတွက်မီတာဘေမရရှိသူတွေအနေနဲ့မေလမှာမတ်လနဲ့ဧပြီလအတွက်နှစ်လစာပေါင်းပြီးပေးဆောင်ဖို့ဖော်ပြထားပါတယ်။ငလင်တန်တင့်စစ်ကောင်စီရုံးဆိုင်ရာနေပြီးတော့မှလည်းပြီးခဲ့တဲ့မတ်လအတွက်မီတာကကောက်ခံတဲ့စာရက်တွေရောက်မလာသေးဘူးလို့သဘူတိတိမြို့နယ်နဲ့ဥတ္တရတိတိမြို့နယ်မှာနေထိုင်တဲ့ဒေသခံတွေကပြောထားပါတယ်။ ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ Richter scale 9.9အဆင့်ရှိတဲ့အင်အားပြင်းငလင်ကြောင်းနေပြီးတော့မန္တလေးစကိုင်းအပါဝင်မြန်မာနိုင်ငံအလဲပိုင်းမှာထိခိုက်ပျက်စီးမှုတွေများပြားခဲ့တာပါနိုင်ငံအတွင်းလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်းအင်ဂျီ၄000ကျော်ပျက်စီးခဲ့ရတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHA မြန်မာကဧပြီလ18ရက်နေ့မှာထုတ်ပြန်ထားပါရခင်ဗျာ VOA RFA နဲ့ AMBIAN ကဝန်ထမ်းအားလုံးကိုအလုတ်ပြန်ခံဖို့ American အစိုးရကိုညွန်ကြားတဲ့တဲ့နဲ့ဆက်ရအောင်ပါ VOA American အသံ RFA လွတ်လပ်သောအာရှအသံနဲ့ NBN အရှေ့အလယ်ပိုင်းအသံနှင့်အစီအစဉ်ကွန်ရက်တို့ရဲ့ဝန်ထမ်းအားလုံးကို အခုချက်ချင်းမူလာအတိုင်းအလုတ်ပြန်ခံဖို့ Federal တရားသူကြီးက Donald Trump ဦးဆောင်တဲ့ American ဆိုရာကိုညွှန်ကြားလိုက်ပါတယ်။ Trump ဆိုရကြောင်းလုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းသွားခဲ့ရတဲ့ဒီသတင်းဌာနတွေကို Congress ဆိုင်ရာငွေကြေးထောက်ပံ့မှုအလုံးပြန်ဆောက်ရမှာဖြစ်ကြောင်းတရားသူကြီးကပြောပါရယ်။ အများပြည်သူဝန်ဆောင်မှုမီဒီယာကွန်ရက်တွေကိုကြီးကြပ်တဲ့လွတ်လပ်တဲ့ Federal Agency ဆိုတဲ့ကမ္ဘာမီဒီယာဆိုင်ရာ American Agency USAGM ရဲ့ခေတ္တ CEO ကိုတရားစွဲဆိုထားတဲ့တရားလို VOA Journalist နဲ့လုတ်ဖော်ကင်ဘတ်တွေရဲ့ကိုစားကိုလံဘီယာခရိုင်ခရိုင်တရားရုံးတရားသူကြီး Rice Lambert က VOA နဲ့ RFA ဝန်ထမ်းအားလုံးကိုအလုတ်ပြန်ခံရေးပနာမတရားရုံးအမိန့်စာကိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဝန်ထမ်းတွေနဲ့ contract နဲ့လောက်ကင်နေသူတွေကိုသူတို့ရဲ့သတင်းဌာနတွေစီမူလာအတိုင်းပြန်လည်ရောက်ရှိစေရေးလိုအပ်တဲ့လှုပ်ဆောင်ချက်အားလုံးဆောင်ရွက်ဖို့တရားသူကြီးကညွှန်ကြားထားပါတယ်ဒါမှသာသူတို့အနေနဲ့တတ်သမှတ်သေးယုံကြည်စိတ်ချရတဲ့ခိုင်လုံတိကျဓမ္မဒိဋ္ဌံကြတဲ့ပြည့်စုံနှံ့ဆက်တဲ့သတင်းတွေကိုထုတ်ပြန်ဖော်ပြနိုင်မှဖြစ်ကြောင်းတရားသူကြီးကပြောပါရယ် ပြီးကြတဲ့လကထရန့်အစိုးရရဲ့အမိန့်ကြောင်းအစိုးရငွေကြေးထောက်ပံ့ပေးထားတဲ့ VOA ရဲ့အချိန်ပြည့်ဝန်ထမ်းအားလုံးနဲ့ contract နဲ့လုတ်ကင်နေသူတွေခွင့်ပေးခံခဲ့ရပါတယ်။မက်ရှလာအလဲမှာတမရထရန့်က USA GM မှာတိန်ကျုံရှော့ချဖြတ်တောက်မှုတွေလုပ်ဖို့ရည်ရွယ်တဲ့အမိန့်ညွန်ကြားချက်တရက်ကိုလက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်ခင်ဗျာ။တက်ကြီးအမျိုးသမီးကိုတတ်ဖြတ်ပြီးရွှေလဲပစ္စည်းတွေလူရဲသွားတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်မြို့မင်္ဂလာတောင်ညို့မြို့နယ်မှာတအူးတဲ့နေထိုင်တဲ့အမျိုးသမီးတအူးကိုတတ်ဖြတ်ပြီးရွှေတဲ့ပစ္စည်းတွေလူရဲ့ယူဆောင်သွားမှုဖြစ်ပွားခဲ့တယ်လို့ဒေတာတွင်တရင်မြစ်ကမျက်စိမှာကိုပြောပါရယ်အဲ့ဒီဖြစ်စဉ်ဟာမင်္ဂလာတောင်ညွမြို့နယ်၁၈၀လမ်းတိုက်မှတ်၁၅ကတိုက်ခန်းတစ်ခုမှာဧပြီလ၂၁ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့တာပါ ဖြစ်တဲ့အိမ်ရဲ့ဘေးအိမ်ကသူ့ကိုထမင်းချက်ပို့နေကြ21ရက်နေ့ညကလေးကထမင်းပို့ဖို့တကားသွားခောက်တော့တကားမဖွင့်ဘူးအရာနဲ့ထားလိုက်ပြီးနောက်တည့်ရ22ရက်နေ့မနက်မှာတကားထက်ခေါက်တော့မဖွင့်တာနဲ့ရက်ွက်လူကြီးတွေစီအကြောင်းကြားပြီးတကားဖွင့်ကြည့်လိုက်တဲ့အချိန်အိမ်အထဲကမှလေပြင်းပြတ်ရှဒဏ်ရာနဲ့တပ်ဖြတ်ခံရတာကိုတွေ့တာသူ့မှာရှိတဲ့အသွင်းပစ္စည်းရွှေငွေတွေလည်းပါသွားတယ်လို့သတင်းမြစ်ကပြောပါရယ် တပ်ဖြတ်ခံခဲ့ရသူဟာအသက်60ကျော်အရွယ်ဒေါ်တန်းတန်းထေးခေါ်မတ်အရှာဘီဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားရာတိုက်ခတ်မှာတူဦးရဲ့နေထိုင်သူဖြစ်တယ်လို့သိရပါဗျ။သူဟာယင်ကတရားတလမ်းမှာနေထိုင်ပြီးအခုတပ်ဖြတ်ခံခဲ့ရတဲ့တရား၈လမ်းကတိုက်ခတ်မှာ6လငားရန်ပြီးတဲ့နောက်ပြောင်းရွှေ့နေထိုင်နေတာဟာလေးလခန့်ပဲရှိသေးတယ်လို့သိရပါဗျ။အဲ့ဒီခန်းမှာနေတာလေးလကျော်ပြီးနောက်လာကြရင်သူ့သားသမီးတွေရှိတဲ့အမေရိကသွားတော့မယ့်ချိန်အခုလိုဖြစ်သွားတာလို့သတင်းမြစ်ကပြောပါဗျ။ တရားရှင်လမ်းမှာနေထိုင်နေတဲ့လေးလာကျော်အတွင်းဒေါ်သတန်းထီးရဲ့တိုက်ခန်းကိုဧည့်သည်ဝင်ထွက်မှုမရှိပေမဲ့ဖြစ်စဉ်မဖြစ်ပွားမီလေးရဲ့အလိုလောက်မှာသူ့ရဲ့တူတော်ဆက်သူအမျိုးသားနှုတ်အိမ်လာလည်မှုရှိခဲ့တယ်လို့ရက်ကွက်နေသူတွေစီကတီးအားပါတယ်။ဒေါ်သတန်းထီးခေါ်မတ်အရှာဘီကိုတပ်ဖြတ်ပြီးရွှေတဲ့ပစ္စည်းတွေယူဆောင်သွားသူတွေဟာသူနဲ့ဆွေမျိုးတော်ဆက်တဲ့တူနှုတ်ဖြစ်တယ်လို့ပြောကြားမှုတွေရှိပေမဲ့မြစည်းမအနေနဲ့တိကျအတည်ပြုနိုင်တာမရှိသေးပါဘူး။ ဖြစ်စဉ်ဖြစ်ပွားတဲ့တိုက်ခန်းကိုဧပြီလ22ရက်နေ့မှာမင်္ဂလာတောင်ညွတ်မြို့နယ်ရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေလာရောက်ပြီးစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အမျိုးသမီးတူဦးကိုတပ်ဖြတ်ပြီးရွှေလယ်ပစ္စည်းတွေလူရဲယူဆောင်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူးခင်ဗျာ။ကျုံတုံးနဲ့ကော့ဂရိတ်ကစေဘေးရှောင်း9000ကျော်အကူအညီလိုအပ်နေတဲ့တဲ့တင်ကိုပြောပြပေးပါမယ်။ ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်နဲ့ကြုံတိုးမြို့အနီးတစ်ဝိုက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့အရက်သားတွေနေထိုင်ရာခြေရွာတွေအတွင်းပိတ်မှတ်ထားနေတဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒေသခံ9000ကျော်စစ်ဘေးတင်းရှောင်နေရပြီးအကူအညီများစွာလိုအပ်နေတယ်လို့ဒေသတွင်းရပ်ဖက်အဖွဲ့အစည်းတွေကပြောထားပါဗျ။ကော့ကရိတ်ကြုံတိုးလန်းတရှောင်းနဲ့အနီးနားကစစ်ကောင်စီတပ်စခန်းနေရာတွေမှာပြီးခဲ့တဲ့ဧပြီလ14ရက်နေ့ညနေပိုင်းကစလို့စစ်ကောင်စီနဲ့တော်လိုင်းအင်အားစုပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တာပါဗျ။ အဲဒီနောက်စစ်ကောင်စီကနေ့စဉ်ဒေသခံတွေနေထိုင်ရာခြေရွာတွေအတွင်းလေကြောင်းကနေပုံကျဲတိုက်ခိုက်တာတွေပြုလုပ်နေတာလို့သိရပါဗျ။ဧပြီလ23ရက်မနက်ပိုင်းမှာလဲကမရိုက်နဲ့ကိုးတိုင်ကြီးရွာဘတ်ချန်းတကြောကိုလေချောင်းကနေပုံချဲသွားတာရှိတယ်လို့သိရပါဗျ။တိုက်ပွဲဖြစ်ပွားရာဒေသတွေနဲ့စစ်ကောင်စီရဲ့လေချောင်းတိုက်ခိုက်မှုတွေပြုလုပ်ရာဒေသတွေဟာကရင်မျိုးသားစီယုံ KNU တပ်မဟာ6ဒူးပလာယာခရိုင်နဲ့တပ်မဟာခွန်ဖန်ခရိုင်နယ်မြေအဆက်မှာရှိတာပါဗျ။ အဲ့လိုလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကြေးရွာအုပ်စု73စုကဒေသခံတွေဟာတမဟာကွန်ဗတ်ချန်းပြင်နီးစပ်ရာနေရာတွေမှာတွားရောက်စစ်ဘေးတင်းရှောင်နေရတယ်လို့သိရပါဗယ်။လက်ရှိမှာတော့ဒီစစ်ဘေးရှောင်တွေအတွက်အရေးပေါ်စားနပ်ရိက္ခာဆေးဝါးတွေအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလိုအပ်နေတယ်လို့စစ်ဘေးရှောင်အကူအညီပေးနေသူတွေကပြောထားပါဗယ်။ တိုက်ပွဲကာလတပတ်ကျော်အတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒေသခံပြည်သူ10ဦးထက်မနည်းထိခိုက်ဒေဆုံးတာတွေရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဒဏ်ရာရထားသူတွေလည်းရှိနေပြီးလက်ရှိအချိန်ထိစေဝါကုသခွင့်မရသူတွေလည်းရှိနေတယ်လို့ဒေသခံတွေကပြောထားကြပါတယ်ခင်ဗျာ။အခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်။လက်ပန်းကျနေပြီလို့ Elon Musk တိတ်သိဝန်ခံတဲ့သတင်းကိုမြစည်းမဝိုင်းတို့သူမတ်ရွှေနယ်ကတင်ဆက်ပေးမှာဖြစ်ပါတယ်။ ယာရုဌာနတွေကိုလက်ရဲဆက်ရဲဖြုတ်ထုတ်ဖယ်ရှင်းမှုတွေလှုပ်ဆောင်နေတဲ့အင်ဖြူရောရောက်အီလွန်မတ်စ်ကသူ့ရဲ့ရုံထာရမယ့်လက်ကျန်နေရတွေကိုလက်ချိုးရည်တွက်နေခြင်းကိုလူသိရှင်ကြားဝန်ခံခြင်းမပြုပေမဲ့လည်းကလကာနောက်ကွယ်မှာတော့တိတ်တဆိတ်ညှိတွားနေပုံရပါတယ်။ရေကောက်ခံရခြင်းမဟုတ်တဲ့ဘီလီယနာဒီပုတ်ကိုက လဝဲဝတီတွေရဲ့တိုက်ခိုက်မှုတွေကိုစိတ်ကုံကြီးငွေနေပြီးဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ကနေထွက်ခွာဖို့အသင့်ဖြစ်နေတယ်လို့မက်ဆေ့အဂျင်စီတွေကိုသိရှိတဲ့အမည်မဖော်လိုသူတူကဝါရှင်တန်ပို့စ်သတင်းဌာနကိုပြောပါတယ်။ဗပောင်းဆောင်စီးပွားရေးလုပ်ငန်းကြီးပိုင်ရှင်ဖြစ်တဲ့မက်ကသူ့ရဲ့အစိုးရတင်ရောက်မှုရှိရေးဌာနဒိုးကနေ အစိုးရအဖွဲ့အစည်းတွေကိုဖယ်ရှားရှင်းလင်းနေတဲ့အရေးကြီးတဲ့လုပ်ငန်းကိုဆက်လက်လုပ်ဆောင်မှာဖြစ်ပြီးသူထွက်ခွာသွားမှုကြောင့်ဌာနကိုထိခိုက်မှာမဟုတ်ဘူးလို့ယုံကြည်ထားကြောင်းဝါရှင်တန်ပို့စ်ရဲ့အတွင်သတင်းရသိရပါတယ်။မှန်တယ်မမှန်ဘူးဆိုတာကိုတော့စောင့်ကြည့်ဖို့သာရှိပေမဲ့လည်းနောက်ထပ်အမည်မဖော်လိုတဲ့အတွင်သတင်းအမြစ်တစ်ခုကပုံရင်ပေါ်ဟုတ်ရင်ကြော်လာလိမ့်မယ်လို့သတင်းစာကိုပြောထားပါတယ်။ ဒိုးစ်ကတမိုင်းဝင်အောင်မြင်မှုတွေမရခဲ့ဘူးလို့ဘသူပြောနိုင်လဲလို့အင်ပြတော့အကြီးတဲ့အရာရှိတို့ကပြောပြီးတော့မတ်စ်ကအစိုးရအသုံးစေးကနေအမေရိကန်ဒေါ်လာနှစ်ထရီလီယံဖြတ်တောက်မယ်လို့ဂရိခန်ထားပေမဲ့ဒေါ်လာဘီလီယံ150တာဖြတ်တောက်နိုင်ခဲ့တဲ့အချက်ကိုမသိဟန်ဆောင်နေခဲ့ပါတယ်။ ကလေးမွေးဖွားခြင်းကိုထောက်ခံသူဘီလီယန်နာတထေးကြီးမတ်ထွက်ခွာသွားတော့မယ်အကြောင်းသမရကရင်းနှီးသူတွေကိုပြောခဲ့တယ်လို့ Politico မှာဖော်ပြခဲ့တဲ့သတင်းကိုအင်ဖြူရောကအမိုက်တရိုက်လို့ဆိုပြီးတော့ Elon Musk ကလည်းသတင်းတူလို့တုံ့ပြန်ခဲ့ပေမဲ့ Trump အစိုးရအဖွဲ့အတွင်းမှာ Elon Musk ကိုစန့်ကျင်သူတွေရှိနေကြောင်းအရင်ကထပ်ပို့ပြီးတော့တိတာထင်ရှားစေခဲ့ပါတယ်ဒီလိုနဲ့စကားပြောရတာတခါတလေကြောက်တဲ့မုံမောလက်သေးတွေနဲ့ကုတ်ချစ်တဲ့အတန်ကိုကြားနေရတယ်လို့မျိုးခန်းစားရတယ်လို့လွတ်လွတ်လပ်လပ်ပြောလို့ပြီးတော့ အမည်မဖော်လိုတဲ့အကြေးရအရာရှိတို့က Rolling Stone Magazine ကိုအခုလပိုင်းမှာပြောဆိုထားပါတယ်။သူဟာကျွန်တော်ဆက်ဆံဖူးသမျှမှာစိတ်အဆတ်ဆုံးပုံကုတ်ပဲ။တခုခုတော့တခုခုပဲလို့အတွေးရောက်စေတဲ့လူစားမျိုးပဲလို့သူကပြောပါတယ်။ NASA အုပ်ချုပ်ရေးမှူးဖြစ် Trump ရဲ့ရွေးချယ်မှုခံရပြည့်တဲ့နောက် Jared Isaacman ကတချိန်က SpaceX တုံးပြတ်နဲ့သူ့ကိုအာကာသကိုပို့ဆောင်ပေးခဲ့တဲ့ဘီလီယံနာတထေးကြီး Elon Musk နဲ့ဆက်ဆံရေးအကြောင်းမင်းမြန်ခံရအချိန်မှာခက်ခဲခင်ဆက်ဆံတဲ့သဘောမျိုးလူသိရှင်ကြားဖြေဆိုခဲ့ပါတယ်။ ကျွန်တော်အနေနဲ့လုံးဝရှင်းရှင်းလင်းလင်းရှိစေချင်တယ်။ကျွန်တော်ရဲ့တစ္ဆာဆောင်တင်မှုကဒီနိုင်ငံဒီအာကာသအေဂျင်စီနဲ့သူတို့ရဲ့ကဘာကြီးကိုပြောင်းလဲစေမယ့်လုပ်ငန်းစဉ်တွေအပေါ်မှာပဲဖြစ်တယ်လို့ April 9ရက်နေ့ကအထက်လွှတ်တော်ကြားနာမှုအတွင်မှာ Massness SpaceX အကြောင်းမေးမြန်းခံရစဉ်မှာ Isaac Mann ကပြန်လည်ဖြေဆိုခဲ့ပါတယ်။သူတို့က contractor တွေပါ NASA ကဝယ်ယူသူပါကျွန်တော်တို့အတွက်သူတို့ကအလုပ်လုပ်ပေးရတာပါအပြန်လန်မဟုတ်ဘူးလို့သူကပြောဆိုသွားပါတယ်ရှင် အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစီမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စဉ်2100ကျပ်ပြင်ပပေါက်စီ4420ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1608.01ကျပ် ပြင်ပပေါင်စေ3380ကျပ်ဥရောပတီယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2414.9ကျပ်ပြင်ပပေါင်စေ9032ကျပ်ခိုင်ပါတပတ်ကိုစစ်ကောင်စီတတ်မှတ်စေ63.26ကျပ်ပြင်ပပေါင်စေ132.15ကျပ်မလေးရှားတဝင်းကီကိုစစ်ကောင်စီတတ်မှတ်စေ489.18ကျပ်ပြင်ပပေါင်စေ1006ကျပ် ေါက်ဈေးရှိပါတယ်။ဖော်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေဈေးနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကို ရွှေကုန်တယ်အတင်းသတ်မှတ်စေ56သိန်း6000ကျပ်၊ပြင်ပပေါက်ဈေး84သိန်း8000ကျပ်၊15ဘဲတစ်ချက်သားကို ရွှေကုန်တယ်အတင်းသတ်မှတ်စေ53သိန်း6250ကျပ်ပြင်ပပေါက်ဈေး90သိန်း4000ကျပ်ပေါက်ဈေးရှိပါတယ်။ ဖော်ပြပါရွှေစင်းတောင်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းတောင်တွေကတော့ဒီဇယ်လီတာကို2390ကျပ်ပရီမီယံဒီဇယ်လီတာကို2960ကျပ်အောက်တိတ်92လီတာကို2840ကျပ်အောက်တိတ်95လီတာကို2800ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါ73စီစင်းတောင်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ောက်ဆုံးညစာအုပ်စီစဉ်တို့တွေကတော့စာအုပ်စီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်စဉ်6980ကျပ်ပြင်ပပေါက်စီ9500ကျပ်ပေါက်စီရှိပါတယ်ပေါ်ပြပါစဉ်တို့တွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်တမျိုးစီမပရိုင်တိုင်းမျိုးစီမပင်မသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ